အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ကမ္ဘာစီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ American နဲ့တရုတ်ကြားကုန်သွယ်စစ်ဆင်နွှဲနေမှုကို ရက်60ကြာဆိုင်ရန်မှုသဘောတူညီမှုရရှိတဲ့သတင်းပဲဖြစ်ပါတယ် American နဲ့တရုတ်ကြားကုန်သွယ်စစ်ကိုရက်60ကြာဆိုင်ငံလိုက်ပြီးဒီကာလအတွင်းမှာနိုင်နိုင်ငံကြားအပြန်အလှန်အခွန်တိုးမြင့်မှုကိုဆက်ပြီးလှုံ့ဆော်မှာမဟုတ်ပဲတိုးမြင့်ကောက်ခံထားတဲ့အခွန်နှုံတာတွေကိုပါရှော့ချသွားမှာဖြစ်ပါတယ် ကမ္ဘာစီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြားသဘောတူညီမှုရရှိကြောင်းကြေညာပြီးနောက်မှာပဲစတော့ဈေးနဲ့ American Dollar ဈေးတွေပြန်လည်မြင့်တက်လာခဲ့ပါတယ်။ယင်းနှစ်မြို့နယ်သူတွေအနေနဲ့လည်းနှစ်နိုင်ငံကြားကုန်သွယ်စစ်ဆင်နွှဲမှုအပြည့်တိုင်ဆုံးသက်နိုင်ဖို့မျှော်လင့်နေကြပါတယ်။ American Banner ဝန်ကြီး Scott Bassan ဟာ ။တင်ရောက်ရရှိတွေနဲ့တွေ့ဆုံပြီးတဲ့နောက်မှာနှစ်ဖက်စလုံးအနေနဲ့အခွန်နှောင်းနှောင်းခောက်ခံမှုတွေကို135ရာခိုင်နှုန်းအထိရှင်းချဖို့သဘောတူညီမှုရရှိခဲ့ကြောင်းသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ ပြည်ခရီးအပတ်သတင်းတစ်ပတ်အကုန်မှာပြုတ်လောက်သွားတဲ့ဂျနီဗာစီဝေးဟာဒေါ်နယ်ထရန့်ရဲ့ဒုတိယအကြိမ်သမ္မတသက်တမ်းရပ်ပေါင်းတရာအတွင်းကမ္ဘာစီးပွားရေးကိုအရှိုက်ထိစေခဲ့တဲ့အထူးသဖြင့်တရုတ်ဘော်ပြစ်မှတ်ထားကအခွန်မတန်တဆကောက်ခံပြီးကုန်သွယ်စစ်ဆင်နွယ်ခဲ့ပြီးနောက်အမေရိကန်နဲ့တရုတ်ရဲ့ထိပ်တန်းစီးပွားရေးအရာရှိတွေကြောင့်ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်ဆွေးနွေးမှုပဲဖြစ်ပါတယ် ဆွေးနွေးပွဲသဘောတူညီချက်မှာတရုတ်ဘက်ကအမေရိကန်သွင်းကုန်တွေအပေါ်အခွန်နှုန်းနာ10ရာခိုင်နှုန်းလျှော့ချပေးခဲ့ပြီးအမေရိကန်ဘက်ကတရုတ်သွင်းကုန်တွေအပေါ်အခွန်ကောက်ခံမှု30ရာခိုင်နှုန်းအထိလျှော့ချပေးဖို့သဘောတူခဲ့ပါတယ်။ UK တရုတ်နဲ့ Netherlands နိုင်ငံတွေကစီးပွားရေးကဏ္ဍကကျွမ်းကျင်သူတွေကတော့ဒီသဘောတူညီချက်ဟာညှော်မင်းထားတာထက်ပုံမကောင်းမွန်တဲ့ရလဒ်တစ်ခုဖြစ်ကြောင်းနဲ့ကမ္ဘာဈေးကွက်ရဲ့အနာဂတ်အတွက်ကုန်သွယ်စစ်ကိုအပြည့်အဝအဆုံးသတ်နိုင်ဖို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်ရှင်။ ကျမနွယ်နွယ်ပါ